အလုံးပဲမင်္ဂလာပါအဲကျွန်တော်ဒီနေ့ပြန်လဲ share link လုပ်ပေးခြင်းတဲ့အကြောင်းအရာတွေကတော့အဲကျွန်တော်တို့ဖုံးတစ်လုံးထဲနဲ့ပေါ့နော်အဲဖုံးနှလုံးအသုံးပြုလို့ရမယ့်ပုံစံလေးပေါ့နော်အဲကျွန်တော် share link လုပ်ပေးခြင်းပါတယ်အဲဒါဆိုရင်အဲဒီမှာကျွန်တော်အသုံးပြုနေတဲ့ Facebook တွေရှိမယ် Messenger တွေရှိမယ်ဒါကတော့ကျွန်တော် personal အသုံးပြုနေတဲ့အဲဖုန်းမျက်နှာအနေထားပေါ့နော်အဲကျွန်တော်တို့ဒီဖုန်းတစ်လုံးထဲမှာလည်းဖုန်းတစ်လုံးထဲမှာပဲပေါ့နော်အဲဖုန်းနှလုံးဖြစ်အောင်ဘယ်လိုမျိုးလုပ်လဲပေါ့နော်အဲကျွန်တော်တို့ second ဖုန်းအနေနဲ့ထပ်ဖွင့်တဲ့နီလန်လေးကိုကျွန်တော်ပြန်လဲ share လုပ်ပေးမယ်အဲဒါကတော့ကျွန်တော်ရဲ့ဖုန်းတစ်လုံးပိတ်ထားပေါ့နော်အဲဒီတိုင်းဒီတိုင်းလေးပေါ့နော်အဲနောက်တစ်ချက်အဲကျွန်တော်တို့ဒီတိုင်းလေးပေါ့1 2 3 4အဲဒီတိုင်းနှိပ်လိုက်မယ်ဆိုရင်ဒါနောက်ထပ်ဖုန်းတစ်လုံးကိုရောက်သွားမှာပေါ့နော် အဲဒါကတော့ပတ်တန်လောကတော့ကိုကြိုက်တဲ့ပုံစံပေးလို့ရတယ်ဥပမာဓမ္မဒါဆိုရင်ဒါမတူတော့ဘူးเนาะအဲခုနကကျွန်တော်ပါစင်နဲ့အသုံးပြုတဲ့ဖုံပုံစံအဲဒါကတော့နောက်ထပ်ကလုံးနေနဲ့ပေါ့เนาะအဲဖုံတလုံးနေနဲ့ထပ်ပြီးတော့အဲဖွင့်လိုက်တယ်ပေါ့เนาะအဖုံတလုံးတည်းနဲ့ပဲဖုံနှလုံးပုံစံဖွင့်လိုက်တာအဲဒီတိုင်းလေးဖွင့်ထားမယ်ဆိုရင်ပေါ့เนาะအဲကျွန်တော်တို့တယောက်ယောက်ကအဲကျွန်တော်မင်းအဖုံလေးခဏပေးကြိုက်ပါဆိုရင်ဒါကျွန်တော်တို့ပေးကြိုက်နေနေနေရာမှာလဲ ရရတင်းတင်းပေးကမ်းလို့ရတယ်အဒီနေရာမှာပေါ့နော် Facebook ဆိုတော့ထပ်ဖွင့်လာမယ်ဒါဆိုရင်ဘာမှမရှိသေးဘူးပေါ့နော်ဒါဖုန်းနဲ့ယူဖုန်းလို့ဖြစ်နေတဲ့အတွက်အဲသူတက်ပုံလေးဝင်ကြည့်မယ်ဆိုရင်လည်းဘာမှမရှိဘူးပေါ့နော်အဲဒါလုံးဝကမှနယူဖြစ်နေတဲ့အနေထားပေါ့နော်အဲဒီတိုင်းလေးအသုံးပြုမယ်ဆိုရင်ဒါကျွန်တော်တို့ရဲ့ဖုန်းတစ်လုံးကိုဒါရရတင်းတင်းပေါ့နော်အဲတနေရာကိုသွားလို့ကိုယ့်ရဲ့ဖုန်းကိုတရားရောက်ကစစ်မယ်ဆိုရင်လည်းအဒီတိုင်းလေးပေါ့နော် အဲဒီတော့လေးနဲ့ပြီးမဆိုရင်အဲဒါပဲဖုံးတလုံးသွားမယ်အဲနောက်ထပ်ကိုပိုင်အကောက်ကိုကိုသုံးချင်တယ်ဆိုရင်တော့အဲဒါကိုပိုင်ရဲ့ပတ်စဝတ်လေးပေါ့နော်အဲတစ်သုံးလေးခုံကိုနှိပ်မယ်အဲဒါကတော့ဒီနံပါတ်နဲ့ရတာကျွန်တော်ရဲ့ personal အသုံးပြုနေတဲ့ Facebook အဖုံးပုံစံပေါ့နော်အဲဒီတိုင်းလေးအသုံးပြုမယ်ဆိုရင်အဲဒါကတော့အတကောက်ပေါ့နော်ဒါဖုံးတလုံးထဲနဲ့ပဲအဲဒီလိုမျိုးဖုံးနှလုံးအသုံးပြုလို့ရမှာပေါ့နော်အဲဒီတိုင်းလေးရတာကျွန်တော်တို့ဖုံးအသုံးပြုတဲ့အတူတွေပေါ့အတွက်ပေါ့နော် အဲအကျိုးရှိမယ်လို့ကျွန်တော်မျှော်တင်ပါတယ်အဲ့ဒီတိုင်းဘယ်လိုလုပ်ထားလဲဆိုတာလေးကိုပေါ့နော်ကျွန်တော်ထပ်ပြီးတော့ရှင်းပြပေးမယ်အဲ့ဒါလေးကိုကျွန်တော်အရင်ဖြတ်လိုက်မယ်ပေါ့နော်အရင်ဖြတ်လိုက်မယ်ကျွန်တော်ကလုပ်ထားတာဖြစ်တဲ့အတွက်ပေါ့နော်အဲ့ဖြတ်ပြီးတော့ကျွန်တော်ပြန်ပြပေးမယ်ပေါ့နော်အဲ့ဒါကျွန်တော်အရင်ဖြတ်လိုက်အောင်မယ်အဲကျွန်တော် delete နှိပ်လိုက်မယ်ပေါ့နော် okay ဒါဆိုရင်အဲ့ဒါကျွန်တော်ဖြတ်လိုက်မယ်ဖြတ်ထားလဲလွယ်လွယ်လေးပါပဲနော်အဲအဲ့ထဲဝင်ပြီးတော့အဲ့ဒါကျွန်တော်တို့အမိုက်ပုံးလေးနှိပ်လိုက်မယ်ဆိုရင်ဒါပြတ်သွားပြီပေါ့နော်အဲ โอเคဒါဆိုရင်ဒါကျွန်တော်ရဲ့ဖုန်းကိုကျွန်တော်ဖြတ်လိုက်ပြီပေါ့เนาะအဲကျွန်တော်မှာဒါဆိုရင်ဖုန်းတစ်လုံးဖုန်းတစ်လုံးပဲရှိတော့လဲပေါ့เนาะအဲကျွန်တော်အသုံးပြုနေတဲ့ password က3340ခွန်အဲဒေယာတစ်ခုပဲရှိတော့လဲပေါ့เนาะโอเคဒါဆိုရင်ကျွန်တော်နောက်ထပ် second အဖုန်းတစ်လုံးထပ်ဖွင့်မယ်ဆိုရင်အဲကျွန်တော်တို့ဒီ setting ထဲရတယ်သွားလို့ရတယ်เนาะအဲဒီ setting ထဲရနေပြီးတော့သွားလို့ရတယ်အဲဒါကတော့ကျွန်တော်ရဲ့မိဖုန်းပေါ့เนาะအဲသွားလို့ရတာတော့နေရာအများကြီးရှိပါတယ် အဲကျွန်တော်စတင်နေရပဲတော့ပြမယ်ပေါ့နော်အဲ့တချို့ဒီနေရာမှာရေးရတယ်ကလုံးဖုံးလို့ရေးရတယ်ပေါ့နော်အဲကလုံးဖုံးလို့ရေးရတယ်နဲ့ကလုံးဖုံးကလည်းတွားလို့ရတယ်အဲတကယ်လို့မပေါ်နေဘူးဆိုရင်လည်းဒီ additional setting တွေကနေတွားလို့လည်းရတယ်ပေါ့နော်အဲ့ဒီနေရာလေးကိုကျွန်တော်တစ်ချက်နှိမ့်တယ်မယ် additional setting တော့တစ်ချက်နှိမ့်တယ်မယ်အဲပြီးတော့ရင်ဆွဲတင်လိုက်ဆွဲတင်လိုက်ရင်ဒီနေရာမှာတချို့ကကလုံးဖုံးလို့ရေးရတယ်ပေါ့နော်အဲကျွန်တော်မှာကတော့အဲဒီလိုမျိုး second speed လို့ရေးရတာပေါ့နော် okay ဒီနေရာလေးကိုပဲတစ်ချက်နှိမ့်လိုက်မယ်အဲဒီနေရာလေးပေါ့နော်အဲ့ဒီနေရာလေးကိုကျွန်တော်တစ်ချက်နှိမ့်တယ်မယ် โอเคနှိမ့်လိုက်ပြီဆိုရင်ဒါသူကဒီလိုမျိုးပေါ့เนาะဟာနောက်ထပ်ဖုံးတစ်လုံးမျက်နှာအနေနဲ့ကလုံးဖုံးနေနဲ့ထပ်ပြီးတော့စကန်ဖုံးတစ်လုံးပေါ့เนาะအဲထပ်ထုတ်လို့ရတယ်အဲဒီဖုံးဖုံးတစ်လုံးတည်းမှာပဲပေါ့เนาะအဲဖုံးနှလုံးအရှိမပြားခဲ့သလိုပဲအဲဒါလုပ်ဖို့ဆိုရင်ဒီနေရာကိုရောက်လာပြီပေါ့เนาะအဲဒီနေရာရောက်လာပြီဆိုရင်ဒီမှာပေါ့เนาะအောက်ကအပြာကြောင်းလေးကိုဒါကျွန်တော်တို့နှိမ့်လိုက်မယ် အဲခဏလေးစောက်ပေးလိုက်ပါတော့နော်ဒါဖုန်းရဲ့အဲ CPU ကောင်းရင်တော့လည်းနည်းနည်းလေးမြန်တယ်ဗျ CPU တွေ GPU တွေကောင်းမယ်ဆိုတော့ဖုန်းရဲ့ performance ကောင်းမယ်ဆိုရင်တော့နည်းနည်းလေးမြန်တယ်ပေါ့နော်အဲကျွန်တော်ရဲ့ဖုန်းအရေးတွေးနည်းနည်းနှိမ့်နေတဲ့အတွက်လှုပ်တဲ့နေရာမှာနည်းနည်းလေးကြာတယ်ပေါ့နော်အဲခဏလေးစောက်ပေးလိုက်ပါအဲကျွန်တော်အရှိမပြလို့ပေါ့နော်ဟာဒီတိုင်းလေးရတယ်ဒါမိုဘိုင်းဖုန်းအသုံးပြုတဲ့သူတွေတော့ပေါ့နော်လုံးဝကိုမှလှုပ်ထားတင်ပါလေအဲဒီမှာပေါ့နော်အဲ sorry ဗျကျွန်တော်လည်းအဲလက်ချောင်းနှင်းတာအချောင်းဆွနေရတယ်ပေါ့နော် โอเคဒီနေထောက်ရောက်လာပြီဆိုရင်အောက်မှာကျွန်တော်တို့ continue ရှိတယ်အောက်ကအစာအပြားလေးပေါ့နော်အဲတစ်ချက်ထည့်နေလိုက်မယ်โอเคဒီတိုင်းရောက်လာပြီဆိုရင်အဲဒီမှာ continue ပဲနော်အပြားလေးပဲကျွန်တော်တစ်ချက်ထည့်နေမယ်ဘယ်မှမသွားသေးဘူးပေါ့နော်အဲပြီးသွားရင်တော့ကျွန်တော်တို့ဒီမှာ set down noun ဆိုတာရှိတယ်အောက်ကအပြားလေးပေါ့နော်အဲဒီအပြားလေးကိုတစ်ချက်ထည့်နေမယ်โอเคဒီနေရာမှာဒါကျွန်တော်တို့အဲကြားလိုက်ပါနော်ကြားလိုက်ပြီဆိုရင်ဒါကျွန်တော်ရဲ့ဖုန်းမျက်နှာတော့လေးကိုအရင်ထည့်ပေးလိုက်ပါနော်အဲဒါအသိမဟုတ်သေးဘူးနော်ကျွန်တော်ရဲ့ဖုန်းရဲ့တော့ခတ်ထားတဲ့မျက်နှာတော့လေးပဲထည့်ပေးလိုက်ပါနော်အရင်ဖွင့်ရအောင်ပါနော် အဲကျွန်တော်ရဲ့တော့ဟာတစ်သုံးလေးခွန်ပေါ့နော်အဲကျွန်တော်ထည့်ထားတာဖြစ်တဲ့အတွက်တသုံးလေးခွန်ထည့်နှိပ်ပြီးတော့ကျွန်တော် next ကိုနှိပ်တယ်မယ်အဲအဲ okay အဲဒါဆိုရင်ရောက်လာပြီပေါ့နော်အဲတသုံးလေးခွန်နှိပ်မယ်ဆိုရင်ဒါဖုန်းတစ်လုံးရဲ့မျက်နှာကိုတွားမယ် okay ဒါဒီနေရာမှာကတော့အဲဒါသိချာကြည့်လိုက်မယ်နော်အဲဒီနေရာ setup pin ကဘာထည့်ရမလဲဆိုတော့နောက်ထပ်ဖုန်းတစ်လုံးထပ်ဖွင့်ဖို့အတွက်ပေါ့နော်ဒါမျက်နှာထည့်ပေးရတော့မယ်ဥပမာကျွန်တော်ကဒီနေရာမှာနောက်ထပ်ဖုန်းတစ်လုံးအတွက်ကို lot ခုပေါ့နော် အဲတရားယောဂကကျွန်တော်ကိုအဲဒါဖုန်းနှလုံးခွဲတဲ့နေရာမှာဖြစ်သွားပြီပေါ့နော်အဲဒီနေရာမှာမမားပါနဲ့ပေါ့နော်အဲဒီနေရာမှာကျွန်တော်ကတော့အလွယ်ဆုံးဖြစ်သွားအောင်ပေါ့နော်အဲကျွန်တော်နှစ်နှစ်ကြည့်ပဲကျွန်တော်လေးလုံးထည့်လိုက်မယ်နော်အဲဒါကနောက်ထပ်ဖုန်းတစ်လုံးအတွက်ပေါ့နော်အဲနှစ်ကြည့်ပဲလေးလုံးနှိမ့်လိုက်ရင်နောက်ထပ်ဖုန်းတစ်လုံးကိုရောက်သွားမှာပေါ့နော်အဲဒီနေရာမှာမမားပါနဲ့ပေါ့နော်အဲဒီနေရာမှာအဲဒီမှာနော် setup ပဲမှာဒီနေရာမှာနှစ်ကြည့်ပဲလေးလုံးကျွန်တော်ထည့်ထားတယ်အဲထည့်ထားပြီးတော့ကျွန်တော် continue ကိုကျွန်တော်နှိမ့်လိုက်မယ်အဲနောက်ထပ်လည်းကျွန်တော်နှစ်ကြည့်ပဲလေးလုံးထပ်ထည့်ပေးလိုက်မယ်နော်အဲ confirm လို့ရတော့အတိပြုဖို့တော့ပေါ့နော် တဲ့နဲ့သုံးလေးအဲနှိပ်ကြပဲလေးလုံးထည့်ပြီးတော့အဲကျွန်တော် okay ကိုကျွန်တော်နှိပ်ပေးလိုက်မယ်အဲ okay ဒီတိုင်းပြလာပြီဆိုရင်ဒါကျွန်တော်တို့ကစင်ကာပေးတွေပါကျွန်တော်လက်ပွေတွေပါလေပေါ့နော်မျက်နှာလုံးလေးရှိရင်ထည့်လို့ရသေးတယ်အဲကျွန်တော်ကတော့မထည့်တော့ထည့်မယ်ဆိုတော့ဒီနေရာနှိပ်ပြီးတော့လက်ပွေလေးနဲ့ဝင်ပါတော့အဲကျွန်တော်ကတော့မထည့်တော့လေတော့ဒီမှာ second နဲ့ပဲကျွန်တော်ကြော်လိုက်တော့မယ်နော် okay ဒါဆိုရင် second နဲ့ကြော်လိုက်ရင်ဒါဖုံးတစ်လုံးနောက်ထပ်ဖုံးတစ်လုံးမျက်နှာဖြစ်သွားပြီပေါ့နော် okay ဒီမှာ အဲဒီနေရာမှာအဲဒါကျွန်တော်ရဲ့မိတ်ဆွေကဂျီမင်းနေပါလေလည်းမရှိသေးဘူးအဲ players ဆိုလည်းမဖွင့်ရသေးဘူးလုံးဝကိုမှအသစ်ဆစ်ဆစ်ဖြစ်သွားပြီเนาะအဲဒီမှာဓာတ်ပုံတွေဗီဒီယိုတွေဝင်ကြည့်မယ်ဆိုရင်လည်းအဲခဏကြည့်ရမယ်အဲဓာတ်ပုံတွေဆိုရင်လည်းလုံးဝမရှိသေးဘူးเนาะဘာဆိုဘာမှမရှိသေးတဲ့ဖုန်းနေထားပါเนาะအဲဒါလုံးဝကိုဖုန်း brand new အသစ်ဖြစ်သွားပြီအဲဒီတိုင်းနေရာပါเนาะအဲဒါလုံးဝကိုမရှိသေးတဲ့အနေထားဖြစ်သွားပြီပါเนาะအဲဒီမှာကျွန်တော်တို့ဘာမှတော့ဘာမှမလုပ်ရသေးတဲ့အနေထားเนาะ အဲကျွန်တော်တို့ကိုယ်ကလည်းမရှိဘူးဘာမှမရှိသေးဘူးเนาะအဲဒါကတော့ဖုံးနောက်ထပ်အစ်စ်တစ်လုံးကိုဒါထပ်ပြီးတော့ဖွင့်လိုက်တာအဲဒီနေရာမှာကျွန်တော်ရဲ့မိတ်ဆွေကအဲ Play Store ဒီမှာဗောနော် Play Store လေးကိုလည်း Gmail account တွေဖွင့်မယ်အဲ Facebook တွေလည်းဖွင့်မယ်ဗောနော်အဲနောက်ထပ်စကန်အနေနဲ့အသုံးပြုချင်တယ်ဆိုရင်တော့เนาะအဲဒီနေရာမှာလိုအပ်တာလေးတွေကိုဒါဖုံးတစ်လုံးအစ်စ်ဝယ်တယ်လို့မျိုးဖြစ်သွားတာဗောနော်ဖုံးတစ်လုံးနဲ့နဲ့ပဲအဖုံးနှလုံးဝယ်တယ်လို့ဖြစ်သွားတယ်ဒီနေရာမှာကတော့နောက်ထပ်ဖုံးတစ်လုံးမျိုးကုလို့ချင်တဲ့ယာတွေကို download ဆွဲမယ် အဲဒီမှာဘာမှမရှိသေးဘူးเนาะအဲဘာဆိုဘာမှကြည်မင်းနေလည်းမရှိသေးဘူးဒါနယူးလို့ဖြစ်သွားတာပေါ့เนาะโอเคဒါဆိုရင်ဒါဖုံးတလုံးနဲ့နေတယ်နယူးဖြစ်သွားပြီပေါ့เนาะဒါကိုကျွန်တော်တော့ချက်ပေးလိုက်မယ်အဲနားလည်းတဘောပေါ့ပြပေးချင်လို့ပေါ့เนาะအဲတော့ပေးလိုက်ပြီးတော့ကျွန်တော်ပြန်ဖွင့်လိုက်မယ်အဲကျွန်တော်ရဲ့ person နဲ့အတုံးပြုနေတယ်ဖုံးမျက်နှာကိုပြန်သွားချင်တယ်အဲဒီကဒါနောက်ထပ်အတုပေါ့เนาะဖုံးအတုအနေနဲ့ဖွင့်လိုက်တာပေါ့เนาะ အဲကလုံးလေးနဲ့ဖွင့်လိုက်တာအဲကျွန်တော်ရဲ့ဖုန်းမျက်နှာနေထားကိုကျွန်တော်ပြန်သွားခြင်းလေဆိုရင်ဒီနေရာမှာကျွန်တော်ကျွန်တော်ရဲ့မျက်နှာကိုယ့်ရဲ့ personal အသုံးပြုနေတဲ့မျက်နှာရဲ့တော့က1 3 4 0အဲ1 3 4 0ခေါ်နှိပ်လိုက်မယ်ဆိုရင်အဲဒါတော့ပြန်ကြည့်လိုက်အဲဒါကျွန်တော်ရဲ့ personal အသုံးပြုနေတဲ့ Facebook account ပေါ့နော်အဲ personal အသုံးပြုနေတဲ့ဖုန်းပုံစံကိုသွားမယ်အဲဒီမှာဆိုရင် Facebook လည်းရှိတယ် Messenger အားလုံးပေါ့နော်ဒါကတော့ကျွန်တော်အသုံးပြုနေတဲ့ အဲမျက်နှာအနေထားကိုဒါသူကပြန်ရောက်သွားတာပေါ့နော်အဲဒီတော့ဒါကျွန်တော်သုံးပြနေတဲ့ Facebook ကောက်လေးအားလုံးရှိတယ်အဲဓာတ်ပုံလေးဆိုရင်လည်းအဲဒီမှာအားလုံးရှိတယ်ပေါ့နော်ဒါကတော့ကျွန်တော်အသုံးပြနေတဲ့အဲဖုံးပုံစံပေါ့နော်ဥပမာကျွန်တော်တို့ကအပြင်သွားတယ်ပေါ့နော် အပြင်မဲသွားသွားပေါ့နော်အဲကိုယ်တရားယောဂပဲမင်းရဲ့ဖုံးလေးငါ့ကိုခဏပေးကြည့်ပါလားအဲကိုယ်ကပေးကြည့်ချင်တယ်ဆိုရင်ဒါကိုကျွန်တော်ရဲ့ personal အနေထားကိုကျွန်တော်ကပေးမကြည့်ချင်ဘူး အဲနောက်ထပ်ကလုံးနေဌာနဲ့ပေးချစ်ခြင်းလဲဆိုရင်လည်းအဲကျွန်တော်တို့ဒီတိုင်းပေါ့နော်အဲကလုံးနေဌာနဲ့ပေးခဲ့တဲ့ဖုန်းနံပါတ်ကအဲတော့နံပါတ်ကအတော့လေးကိုပြောင်းဖွင့်ပြောင်းပြီးဖွင့်ပေးလိုက်အောင်လုပ်ပေးပေါ့နော်အဲကလုံးနေနဲ့ပေးခဲ့တဲ့တော့နံပါတ်ကနှိပ်ကြည့်ပဲလေးလုံးနော်1 2 3 4အဲနှိပ်ကြည့်ပဲလေးလုံးနှိပ်လိုက်မယ်ဆိုရင်ဒါကလုံးဖွင့်ခဲ့တဲ့ဖုန်းနေဌာပေါ့နော်အဲဒီနေဌာကိုဒါသူကသွားသွားတယ်အဲဒါဖုန်းကအဲကျွန်တော်ပြောခဲ့လို့ပေါ့နော်အဲ performance ကောင်းမယ်ဆိုရင်တော့မြင်မြန်ဆန်းဆန်းလေးရှိရပေါ့နော် အဲ့ဒါအတိတ်နေတာပေါ့နော်အဲသူ့မှာသွားကြည့်ဘာလို့ဘာမှမရှိသေးဘူးပေါ့နော်အဲ့ဒါလုံးဝ brand new ဖုန်းနေတာဖြစ်ပါတယ်အဲ့ဒီနေရာမှာလည်းကျွန်တော်ရဲ့မိတ်ဆွေကယုံကြည်မှုရအောင်ပေါ့နော်အဲ Facebook လေးတွေဖွင့်လာမယ်အဲအကုန်လုံးပေါ့နော်အဲ YouTube လေး Google လေးတွေအားလုံးကိုအတိတ်နေနဲ့ဒါပြန်ဖွင့်ထားဖို့အဲပြန်ဖွင့်ထားလိုက်ပေါ့နော်အဲ့ဒါတယောက်ကဖုန်းနံပါတ်တွေဝင်စစ်မယ်ဆိုတဲ့ဘာလို့ဘာမှမရှိဘူးပေါ့နော်ကျွန်တော်ပြောတာသဘောပေါက်မယ်လို့မျှော်လင့်နေဘာမှမရှိသေးဘူးနော်လုံးဝ brand new ဖုန်းစက္ကန့်ဖုန်းတစ်လုံးအတိတ်ဝယ်တယ်လို့ပြောဖြစ်သွားတယ်ပေါ့နော် အဲဒါကကျွန်တော်တို့တန်နီယာသွားကိုယ်အနိုင်ကျင့်တဲ့လူတွေနဲ့တွေ့တဲ့ခါဆိုရင်လည်းတကယ်လေးပေါ့နော်အဲကိုယ်ကိုအနိုင်ကျင့်တဲ့လူတယောက်တွေ့တယ်ဒီတိုင်းတကောတော့ပိတ်ထားတယ်မင်းအတော့ဖုန်းနံပါတ်ကပေးပါဆိုရင်ပေးတဲ့နေရာမှာအဲကိုကဖုန်းနှလုံးကကိုကဘယ်လိုမျိုးဖုန်းပေးမှလဲအဲဖုန်းအတူပေးမှလားကျွန်တော်တို့ရဲ့ personal ဖုန်းပေးမှလားပေါ့နော်အဲ personal ဖုန်းပေးမှဆိုရင်လည်း1 3 4ခုံပေါ့နော်အဲဒါကတော့တမျိုးနဲ့ပေးလိုက်မှဆိုရင်ဒါကျွန်တော် personal အသုံးပြုနေတဲ့ဖုန်းရဲ့မျက်နှာအနေထားကိုရောက်လာမှာပေါ့နော်အဲဒါသဘောပေါက်မယ်လို့မျှော်လင့်တယ် ဲဒီတန်းလေးပေါ့နော်အဲနောက်တစ်ချက်ကျွန်တော်တို့ပြန်ပေးတယ်မယ်အဲဒါကကျွန်တော်ရဲ့ personal နေထားကိုလူတယောက်ကိုကျွန်တော်ကပေးမသုံးချင်ဘူးအဲကလုံးဖုံးအနေနဲ့ပဲပေးသုံးချင်တယ်ဆိုရင်တော့နှစ်ကြီးပဲပေါ့နော်အဲလေးလုံးနှိမ့်တယ်မယ်အဲဒီနေရာမှာတော့ password က tag လိုမျိုးထားလို့ရတယ်ပေါ့နော်အဲဒါကျွန်တော်ကတော့အလွယ်ထားပြရတယ်ပေါ့နော်အဲသဘောပေါက်မယ်လို့မျှော်လင့်တယ်နော်အဲဒီနေရာမှာကျွန်တော်လည်းလူတယောက်ကိုနားလဲအောင်ပြောပြပေးရတာသိပြီးတော့ပေါ့နော်ကျွန်တော်ရဲ့အားနဲ့ချက်ပါပဲအဲတချို့အကိုပြောပြတာကရှင်းရှင်းနဲ့ဝင်ရှုပ်လာတဲ့ဆိုလိုတော့ အဲကျွန်တော်ကအဲဘယ်လိုပြောမလဲဆိုတော့တိတ်ပြီးတော့စကားပြောတဲ့နေရာမှာအဲအဲ့လိုပဲနည်းနည်းကျွန်တော်ရဲ့ညံ့ဖြစ်မှုအတွက်ပေါ့နော်အဲကျွန်တော်လုတ်ပြတာလေးကိုတော့သိသိချာချာလေးပေါ့နော်အားလုံးစိုက်ပြီးတော့